မ်းမလျှောက်နိုင်တဲ့သူဖြစ်နေပေမယ့်အမေမိခင်အိုကြီးကိုပလုံကောက်ခါလှုပ်ကျွေးနေလို့လူပြောများနေတဲ့သားလေးမှာအခုမြင်နေရတဲ့သူကတော့ကိုရိုင်းကလမ်းမလျှောက်နိုင်တဲ့ဒုက္ခိတတရားဖြစ်နေပေမယ့်လေမိခင်အိုကြီးကိုပလုံကောက်လှုပ်ကျွေးနေတဲ့သားဖြစ်ပါရည်။ဒါကြောင့်လဲအင်တာနက်တစ်ခွေမှာချီးကျူးနေကြတာပါ။အခုဆိုရင်တော့အခုမြင်နေရတဲ့မတန်ဆွမ်းကိုကြီးကိုနိုင်ငံကျော်ဇဲတဲ့ရွှေဆိုင်ပါဝင်အလူရှင်တွေတော်တော်များကလူတန်းနေကြတာဖြစ်ပါတယ်။ အားလုံးဒီကြတဲ့အတိုင်းလောကမှာတာသုသမီးဆိုးတွေအများကြီးပါအထူးသဖြင့်မိဘတွေကိုတာသမီးတွေပြုစုဆောက်ရှောက်ခဲ့ပေမဲ့တာသမီးတွေကပြန်လည်မကြည့်တော့ပါဘူးအထူးသဖြင့်အခုလိုစားဝတ်နေရေးစက်တင်နှန်းပါတဲ့ကာလမှာမိဘတွေကိုလုံမကျွေးကျင်ကြတော့ပေအုံမေးမစွမ်းတော့ပေမိဘတွေကိုစွန့်ပစ်လာတာတွေညလာပါရင်ဒါ့အမဲလေဒီလိုခေဆိုးကြီးတွေမှာခုမြင်နေရတဲ့အကိုကတော့ပိုလီယိုဖြစ်ကမတန်ဆွမ်းပေမဲ့ဒုက္ကိတမိခင်အိုကြီးကိုကယ်တင်နေတာဖြစ်ပါရင် အဆိုပါမတန်ဆွမ်းဒုက္ခိတအကူအသူအနေနဲ့ဘလောက်ပဲမတန်ဆွမ်းဖြစ်နေပါစေအမေကြီးကိုဘလို့ချင်နေမှာပဲဖြစ်ဖြစ်သူကိုယ်တိုင်လှုပ်ကြွေးဖို့ပဲစိတ်သေးရှိပါတယ်လို့ဆိုလာပါတယ်။ဒါကြောင့်လည်းမတန်ဆွမ်းပေမဲ့မိခင်ကြီးကိုပလုံးကောက်ပြီးတော့ရှာဖွေကြွေးမွေးနေသူပါ။မေအိုကြီးဟာအရင်ကပတ်စံရှိသူတယောက်ဖြစ်ခဲ့ပြီးတော့လက်ရှိမှာအခြားတန်မာသူတာသမီတွေအားလုံးစုံပါသွားတာကြောင့်တဦးရဲကျန်သူမတန်ဆွမ်းသားလေးကိုပဲအားကိုးနေရသူတဦးပါ။ဒါဖြစ်သူကသူ့ကိုမိခင်ကြီးတဘွားလုံးရှာဖွေကြွေးမွေးဆောက်ရှောက်ခဲ့တယ်လို့သူ့ဘက်ကလည်းမိခင်ကြီးအုံမီမဆွမ်းဖြစ်နေချိန်မှာ မွေကျေစုကျွေးကျေစုဆက်ရှင်နေလို့ဆိုပါရီဒါကြောင့်လည်းမတန်ဆွမ်းဖြစ်နေပေမဲ့ပလုံကောက်ကတက်နိုင်တဲ့မြမိခင်အိုကြီးကိုရှာဖွေကျူးမွေးတာဖြစ်ပါရီမတန်ဆွမ်းအကိုကအခြားသောသူတွေကိုလည်းမိမာတွေကိုတက်ရှိတင်ကြရှိနေခြင်းမှာကျွေးမွေးပြုစုဆောက်ရှောက်ကြဖို့အနန္တကိုင်းဝင်မိပါကျေစုဆိုကဆက်လို့မကုန်နိုင်ဘူးလို့လည်းဆိုတာပါဒါကြောင့်လည်းမိမာတွေကိုတိမ်မမကျွေးလိုက်ရမမွေးလိုက်ရဖြစ်ကနောက်နောက်ရကြမယ်စာမိမာတွေတက်ရှိတင်ကြရှိတဲ့အချိန်မှာလှုပ်ကျွေးပြုစုတင်တယ်လို့ဆိုပါရီ တားလိမ်မှာမတန်ဆွမ်းအကိုကသူကမတန်ဆွမ်းဒုက္ခိတာဖြစ်နေတာကြောင့်လေမိခင်ကိုအခုလိုမျိုးမပြေဆုံးတဲ့တတရာအိမ်လေးမှာထားရလို့ဝမ်းနေနေတာပါတားလိမ်မှာဖြစ်ကတိတဲ့လုံးနဲ့အကိုကမိခင်ကိုအိမ်ကောင်းကောင်းလေးမှာထားခြင်းနေလို့ဆိုပါရင် ်အခုခါမှာတော့သူတို့သားမိနေအောင်ဟာမန်လေးမြို့မှာနေထိုင်နေကြတာဖြစ်ပါတယ်မန်လေးမြို့ကပရိုက်တာအကိုတယောက်ကသူတို့သားမိအကြောင်းကိုအင်တာနက်ပေါ်မှာမျှဝေပြီးမှတော့အားလုံးကတနာကျူနာတက်ခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်လည်းသူတို့သားမိကိုကုညီခြင်းနဲ့စေတနာရှင်လူရှင်တွေများစွာပေါ်လာခဲ့တာပါဒီလိုချင်းနေနေဒီလိုလူတွေကကုညီခြင်းကြတာဟာသူကိုယ်တိုင်ကမိငင်ကြီးကိုဂျေဆုဆက်ချင်တာကြောင့်လို့မတန်ဆွမ်းသားလိမ္မာလေးကယုံကြည်ဟာသူတို့အချင်းချင်းခေါ်နေမိပါတော့တယ် မြန်မာနိုင်ငံမှာအလို့တက်တဲ့နာမည်ကြီးတဲ့နိုင်ငံကျော်ဆွဲထက်ရွှေဆိုင်ကမိခင်ကိုပလုံးကပြီးရွှာကျွေးနေတဲ့မတန်ဆွမ်းဒေါက်တာတားလိမ်မာနဲ့ မိခင်အိုကြီးကိုငွေ9သိန်းနဲ့တူဆန်စီစာအာဟာရမုံနဲ့စားသောက်ဖွယ်ရာတွေလူတန်းခဲ့တာပါ။ဒါပြင်မန်လေးမျိုးကပရိုက်တာအတင်းတစ်ခုကလည်းမိခင်ကိုလိုကျွေးနေတဲ့မတန်ဆွမ်းဒုက္ခိတာ တားလိုက်မှလည်းတွားလာရအဆင်ပြေဖို့တွေ့ဘက်ထရီဆိုင်ကလေးတစ်စီးလူတန်းပေးခဲ့တာပါ။ယခုကြည့်နေတဲ့ပရိသတ်တရားရောမိခင်ကိုပလုံးကောက်ပြီးတော့ရှာကျွေးနေတဲ့ခြေဆုတိတက်တဲ့တားလိုက်မှလေးကိုဘယ်လိုမျိုးမြင်လဲဆိုတာပြောသားပေးခဲ့ပါအောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့တွေ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel နဲ့ရနေပြီးတော့အခုလိုမျိုးသတင်းစုံလင်ကိုပရိသတ်ကြီးတို့တွေ့နေ့စဉ်နဲ့များတင်ဆက်ပေးနေရပါပဲဖြစ်ပါတယ်ရှင်။ ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေတူပြန်လာခဲ့ပါအောင်မယ်ရှင်။